အားလုံးပဲမင်္ဂလာပါဆရာကတော့ Treasure Land Education က Admin Ole ဖြစ်ပါတယ်ဒီနေ့မှာကတော့ Howard Gardner ရဲ့ Multiple Intelligence ချက်မျိုးအကြောင်းကိုပြောပြပေးသွားမယ်နော်ဟိုးရှိရှိတော့ကတောက်အုပ်ကြီးတစ်ခုရဲ့အစွန်မှာထူးဆန်းတဲ့အကြောင်းလေးတစ်ခုရှိရယ်အဲ့ဒီအကြောင်းမှာတိရစ္ဆာန်မျိုးစုံကသူတို့တငယ်ချင်းနေတဲ့အတူတူပညာသင်ကြားနေကြတဲ့သူတို့တယောက်ချင်းစီမှာလည်းမတူညီတဲ့ထူးခြားတဲ့အီချင်းတွေရှိကြတယ်ပထမအုပ်ဆုံးတယောက်ကတော့စကားပြောကောင်းတဲ့ကြီးကန်းလေးပေါ့ သူကစကလုံးတွေကိုလလပပအသုံးလုံးနိုင်တယ်လို့ပုံမြင်နေစိတ်ဝင်စားစရာတွေကိုလည်းပြောပြတတ်တယ်။သူ့ရဲ့ဘာသာစကားစွန့်ရင်ကတော့အမကန်းပဲ။ဒုတိယတစ်ယောက်ကတော့တွက်ချက်ရေးမှာပါနှက်တဲ့ပြည့်စိတ်လေးပေါ့။သူကအရာရာကိုစနစ်တကျစီစဉ်နိုင်တယ်လို့ပမာဏတွေကိုလည်းမမြန်ဆန်ဆန်တွက်ချက်နိုင်တယ်။သူ့ရဲ့အုံနောက်ကတင်ချာမှာထူးချွန်နေတဲ့ တတိယတငယ်ချင်းကတော့လှပတဲ့ပုံတွေကိုဖန်တီးနိုင်တဲ့လက်ပြာလေးပေါ့သူကအယောင်သွေးတွေကိုလက်လက်ပပပေါင်းဆက်ပြီးချိတ်ကူးနဲ့ဖန်တီးထားတဲ့ပုံတွေကိုဆွဲတတ်တယ်သူ့ရဲ့အမြင်အာရုံနဲ့ပတ်သက်တဲ့ညာရဲ့တော်တော်လေးကိုထူးခြားတယ်လို့ပြောရမယ်ဆုတ်ထတဲ့ငယ်ချင်းကတော့တချင်းဆုတ်ကောင်းတဲ့ပလဲကောင်လေးပေါ့သူ့ရဲ့အတန်လေးကတောအုပ်တစ်ခုလုံးကိုညှိနှောင်းချုံမြင့်စေတယ်ဝမ်းနဲ့နေတဲ့သူတွေကတော့မှသူ့ရဲ့တချင်းတန်ကြရင်ပျော်ရွှင်သွားကြတယ်တဲ့ ပြင်စမတငယ်ချင်းကတော့တွက်လက်ထက်မြက်တဲ့ယုံလေးပေါ့သူကအားကားမှလည်းထူးချွန်တယ်လို့သူ့ရဲ့ခန္ဓာကိုယ်ကိုလည်းလိုအပ်တယ်လို့လှုပ်ရှားနိုင်တယ်အတားအဆီးတွေကိုလည်းလင်းမြန်စွာကျော်လွှားနိုင်တယ်သူ့ရဲ့အကြီးချင်းကသူ့ရဲ့ခန္ဓာကိုယ်ပါပဲတဲ့စတ္ထမတငယ်ချင်းကတော့တခြားလူတွေရဲ့ခံစားချက်ကိုနားလည်တဲ့ခွေးလေးပေါ့သူကဘသူပြောနေလဲဘသူဝမ်းနေတယ်လဲဆိုတာကိုအမူအရာတန်နေတဲ့ထားကိုကြည့်ပြီးတော့သိနိုင်တယ်တဲ့တငယ်ချင်းတွေကိုလည်းအများအားဖြင့်ယူဆိုင်တတ်တယ်တဲ့တသမမြောက်လက်ဆံလေးကတော့ သူ့ရဲ့အသွင်းစိတ်ကိုသိနာလည်တဲ့ကြောင်လေးပေါ့သူဟာခံစားချက်တွေအတွေ့အတွေကိုအမြဲတမ်းသေချာစဉ်းစားတတ်တယ်တယောက်တည်းအေးအေးဆေးနေရတာပို့ပြီးသဘောကျတယ်သူ့ရဲ့ကိုယ့်ကိုယ်ကိုသိနိုင်တဲ့စွမ်းရည်ကတော့တကယ်အမှန်ခမ်းပါပဲနောက်ဆုံးတတငယ်ချင်းလေးကတော့တဘောဝတရားကိုချစ်မြတ်နေတဲ့ဝိဝံလေးပေါ့သူကအပင်နဲ့တိရစ္ဆာန်တွေကိုစိတ်ဝင်စားလေ့လာတယ်ဘယ်ပင်ကဘလို့အသုံးဝင်တယ်လဲဘယ်တိရစ္ဆာန်ကဘလို့အပြုမှုရှိတယ်လဲဆိုတာကိုသူကောင်းကောင်းသိတယ်တဲ့ ။ဒီနေ့မှာတော့ကျောင်းမှာဆောင်ပွဲတစ်ခုကျင်းပတယ်တဲ့။ဆောင်ပွဲမှာမိခွန်းအမျိုးမျိုးပါတယ်။စကားပြောစွမ်းရည်ကိုစမ်းတတ်တဲ့မိခွန်းတွေလည်းပါတယ်။တင်ချာတွေ့ရတာမိခွန်းကြိုက်တဲ့မိခွန်းတွေလည်းပါတယ်။တချင်းဆိုပြိုင်ပွဲတွေအားကစားစွမ်းရည်ပြိုင်ပွဲတွေလည်းပါတယ်။အဖွဲ့လည်းလှုပ်ဆောင်တဲ့လုပ်ငန်းတွေပါတယ်။ကိုယ့်ရဲ့အသွေးအမြင်ကိုရည်သားတင်ပြရတဲ့အရာတွေပြီးတော့ပတ်ဝန်းကျင်တဘာဝနဲ့သက်ဆိုင်တဲ့အရာတွေလည်းပါတယ်တဲ့။ ဒီတော့တလိษံလေးတယောက်ချင်းစီဟာသူတို့ရဲ့အာသာချက်အတိုင်းထူးချွန်စွာဖြစ်ဆိုနိုင်ကြတယ်တဲ့စကားပြောကောင်းတဲ့ကြီးကားလေးကစကားပြောပြမှုမှာအကောင်းဆုံးဖြစ်ခဲ့တယ်တစ်ချိန်မှာပန်းတဲ့ပြောစိတ်လေးကတင်ချာမေးခွန်းတွေကိုအမမရှိဖြေနိုင်ခဲ့တယ်လက်ပြလေးကလှပတဲ့ပုံတွေကိုဖန်တီးပြနိုင်ပြီးပလဲကောင်လေးကတော့ချုံမြင်တဲ့ချင်းတန်နဲ့ဆယ်ဆယ်မတွေကိုဖန်ဆနိုင်ခဲ့တယ်တဲ့တွက်လက်တဲ့ယုံကလေးကတော့အားကစားစိန်ခေါ်မှုတွေကိုကောင်းစွာကြော်လွှမ်းနိုင်ပြီးခွေးကလေးကတော့အဖွဲလက်လုပ်ငန်းတွေမှာအားလုံးကိုကူညီပေးနိုင်တယ်ကြောင်လေးကလည်းသူ့ရဲ့အတွေ့အမြင်တွေကောင်းကောင်းရေးနိုင်တယ်လို့ဝုတ်ဝံလေးကလည်းတဘာဝပေါဝန်းကျင်အကြောင်းကိုစိတ်ဝင်စားဖွယ်ရပြပြနိုင်ခဲ့တယ်တဲ့ သူတို့အားလုံးဟာတရားနဲ့တရားမတူညီတဲ့အယူအဆတွေရှိပေမဲ့အားလုံးဟာတန်မိုးတည်ပြီးထူးချွန်သက်မြက်တဲ့တကယ်ချင်းနေဖြစ်ကြတယ်ဆိုတာကိုသိကြတယ်တဲ့ဒီလိုနဲ့သူတို့တောအုပ်ကြီးထဲမှာမိုးတဲထန်စွာရွာတော့ရစ်တွေအများကြီးကြာခဲ့တယ်တဲ့ဖြစ်ဖြစ်နဲ့မြေချောင်းတွေကပြည်လာပြီးရေဘေးအန္တရာယ်ကတလိမ့်ဆန်လေးတွေရဲ့နေထိုင်ရာကိုချိမ့်ချောက်လာတယ်တဲ့အဲ့ဒီအချိန်မှာတလိမ့်ဆန်လေးတွေဟာသူတို့ရဲ့မတူညီတဲ့ညံဆွမ်းရည်ကိုအတုံးချပြီးစုပေါင်းညီညာစွာဆင်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ကြတယ်တဲ့စကားပြောကောင်းတဲ့ကြီးကန်းလေးကတော့သူ့ရဲ့ကျဲလောင်တဲ့အတန်နဲ့ တတော်လုံးကိုပြန့်နှံ့အောင်ကျင်ညာတယ်ရေကြီးတော့မယ်အားလုံးပြေးလို့ရပြေးကြလို့သူအော်ဟက်တရီပြေးလိုက်တာကြောင့်လိပ်ဆန်တွေကအချိန်မီတင်းချောင်းနိုင်ခဲ့ကြတယ်တဲ့နောက်ပြီးဘယ်နေရာတွေပိတ်ဆို့နေတယ်လဲဘယ်နေရာသွားလာလို့အန်ရယ်ကင်းတယ်လဲဆိုတဲ့အချက်လက်တွေလည်းသူကပြောပြပေးတယ်တဲ့ ။တွတ်ချက်ရေးမှလိမ်မာပါနေတဲ့ပြုတ်စိတ်လေးကတော့ရေစီးတဲ့အချိန်နဲ့ရေမျက်နှာပြင်မြင့်တက်လာမယ့်အချိန်ကိုတူးတူးစားတွတ်ချက်တယ်တဲ့။နောက်တစ်နာရီအတွင်းမှာရေဟာဒီမက်ကိုကျော်သွားမယ်ဒီချက်မြင့်တဲ့နေရာကိုပြောင်းရမယ်ဒါဖြစ်အတိပေးတာကြောင့်ရွှေပြောင်းတဲ့နေရာမှာအထောက်အကူဖြစ်တယ်တဲ့။ဒါပြင်ဘယ်နေရာမှာတက်ပင်နေတဲ့ကြောင့်သုံးတွေကိုအသုံးပြုပြီးရေကတာလုံနိုင်မလဲဆိုတဲ့အကြံဉာဏ်တွေလည်းသူကပေးခဲ့တယ်တဲ့။လာပါတဲ့ပုံလေးတွေကိုဖန်တီးနေတဲ့လက်ပြလေးကတော့အမြင့်ကနေပြန်ဝဲပြီးရေဘေးတန်းခံနေတဲ့တောအုပ်ရဲ့ မြေပုံကိုဆွဲတယ်တဲ့ပြီးတော့ဘယ်နေရာမှာရေလွမ်းမိုးနေတယ်လဲဘယ်နေရာမှာတော့ကုန်းပြန့်ဖြစ်ပြီးတော့အယုံဆိုင်ချနေတယ်လဲဆိုတာကိုတိတိကျကျညွန်ပြတယ်တဲ့တွေ့လက်တဲ့ယုံလေးကတော့ရေထဲမှာလင်းမြန်းစွာကုခတ်ပြီးအကူကြီးလိုနေတဲ့တိရစ္ဆာန်ငယ်လေးတွေစီအရောက်သွားတယ်တက်ကိုင်းနေတဲ့မျောနေတဲ့တိရစ္ဆာန်တွေကိုသူ့ရဲ့တံမာတဲ့ချက်တွေနဲ့ဆွဲထုတ်ပြီးဘေးကင်းရအောင်ပို့ဆောင်ပေးတယ်မြေပြိုနိုင်တဲ့နေရာတွေလည်းသူကအရင်ဆုံးဆန်းသက်ပြီးတော့တခြားလူတွေကိုအတိပေးတယ်တဲ့ အခြားတိုင်းငယ်ချင်းတွေကိုခန်းစားချက်နားလည်နိုင်တဲ့ခွေးလေးကဘယ်တိရစ္ဆာန်နဲ့စိတ်တက်ကြတယ်လဲဘယ်တိရစ္ဆာန်ဘလို့အကူအညီပေးရမလဲဆိုတာသူ့ရဲ့ထူခြားတဲ့အာရုံခန်းစားမှုနဲ့သိတယ်တဲ့။သူဟာဝိုင်းနေနေတဲ့သူတိုင်းကိုနှွေးထွေးစွာပြောပြတယ်တဲ့။မင်းတယောက်တည်းမဟုတ်ဘူးနော်။ငါတို့အားလုံးအမြဲပေးမှရှိတယ်ဆက်သဖြင့်အားပေးစကားပြောပြီးတော့စိတ်တက်ကိုမြင့်တင်ပေးတယ်တဲ့။တချင်းဆိုကောင်းတဲ့ပလဲလေးကတော့သူ့ရဲ့ချုံမြင်းနဲ့တချင်းတိုင်ကိုအသုံးပြုပြီးတော့ကြောက်လန့်တဲ့လိပ်ဆန်တွေကိုနှစ်သိမ့်နေတဲ့။သူရဲ့တချင်းတဲ့အားပေးတာကြောင့်တိရစ္ဆာန်တွေကတည်ငြိမ်လာကြပြီးတယောက်နဲ့တယောက်ကူညီဖို့စိတ်အားထက်သန်လာကြတယ်တဲ့။ တဘောတရားကိုချစ်မြတ်နေတဲ့ဝိုးဝံလေးကတော့ရေရဲ့အယောင်ပြောင်းလဲနဲ့တက်ရက်တဲ့အလှူရှားမှုပေါ်မူတည်ပြီးတော့ရေဘလောက်ထိတက်လာနိုင်လဲဆိုတာကိုခန့်မှန်းနေတဲ့ဘယ်ပင်ကရေတိုက်စားမှုကိုကာကွယ်နိုင်တယ်လဲဘလို့အမြေသားမျိုးစားကရေကိုစုပ်နိုင်တယ်လဲဆက်လက်ဖြင့်အသိပညာတွေကိုမျှဝေပေးတယ်တဲ့အတွက်စိတ်ကိုတည်နာလဲတဲ့ကြောင်လေးကတော့တယောက်ထက်တစ်စိတ်စဉ်းစားပြီးတော့ရေပြည့်အန်တရဲ့နောက်ဆက်တွဲတွေကိုမှတ်တမ်းပြုစုတယ်တဲ့တငယ်ချင်းတွေပေးထားတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့သူဟာဆိုလို့ရှိရင်တယောက်ထဲအရာအလုံးကိုပြီးစီအောင်လုပ်နိုင်တာကိုတွေ့ရတယ်တဲ့ ဒါကြောင့်မလို့တိရိစ္ဆာန်လေးတွေကရေပြည့်အန္တရာယ်ကိုအောင်မြင်စွာကျော်လွှမ်းနိုင်ခဲ့ကြတယ်။သူတို့ရဲ့စီလုံးညညွတ်မှုနဲ့တရက်ကိုတရက်ပြန်လဲထောက်ပံ့မှုကြောင့်မလို့တောအုပ်ကြီးဟာအရင်ကလိုမျိုးပြန်လဲငြိမ်းချမ်းသာရတဲ့အခြေအနေကိုရောက်ရှိသွားတယ်တဲ့။ Multiple Intelligence ဉာဏ်ရည်မျိုးစုံ theory ဟာဆိုရင် Harvard တက္ကသိုလ်မှာစိတ်ပညာရှင် Howard Gardner က1983မှာစတင်ဖော်ပြခဲ့တာဖြစ်ပါတယ်။လူတွေကဉာဏ်ရည်ဆိုတာတစ်ခုတည်းမဟုတ်ပဲမတူညီတဲ့ဉာဏ်ရည်အမျိုးမျိုးအနည်းဆုံး၈မျိုးထိရှိနိုင်တယ်လို့သူကဆိုပါတယ်။အဲ့ဒီဉာဏ်ရည်တစ်ခုချင်းစီမှာကိုယ်ပိုင်လက္ခဏာတွေအတ္တချက်တွေနဲ့လေ့လာတိုင်ဝင်တိုင်ဆိုင်နေရှိတယ်လို့သူကပြောထားပါတယ်။ မအုံဆုံးညာရင်ကတော့ဘာသာစကားညာရင်ပဲဖြစ်ပါတယ်။သူ့ရဲ့လက္ခဏာကတော့စကားလုံးတွေကိုတိကျစွာအသုံးပြုနိုင်တယ်၊စာဖတ်ခြင်းကိုနှစ်သက်တယ်၊ပုံပြင်ပြောကောင်းတယ်၊စကားလုံးအသက်တွေကိုလွယ်လွယ်ကူကူသင်နိုင်တယ်၊အငင်းခွန်ကောင်းတာတွေဖြစ်ပါတယ်။သူ့ရဲ့အတ္တချက်ကတော့စာရေးဆရာတွေ၊ကြံပြဆရာတွေ၊သတင်းထောက်တွေ၊ရှေ့နေတွေ၊ဟောပြောတဲ့သူတွေ၊စတဲ့အသက်မဝမ်းကြောင်းလုပ်တဲ့သူတွေမှာတွေ့နိုင်ပါတယ်။ ဒုတိယတစ်ခုကတော့ယုတ်တိဗေဒတင်ချဆိုင်ရာညာရင်ဖြစ်ပါတယ်သူရဲ့လက္ခဏာကတော့ကြိုးကြောင်းစီလိုသောဆန်းဆန်းတန်းတန်းရှိတယ်ပြဿနာတွေကိုစနစ်တကျဖြေရှင်းနိုင်တယ်ကိညာနဲ့နဲ့ပုံစံတွေကိုနားလည်သဘောပေါက်ပြီးတော့အကျိုးအကြောင်းဆက်ဆက်မှုကိုရှောက်ဖွေနိုင်တယ်ဆန်းသက်လေ့လာမှုကိုနှစ်သက်တာပဲဖြစ်ပါတယ်တိပ္ပံပညာရှင်တွေသင်္ချာပညာရှင်တွေအင်ဂျင်နီယာတွေကွန်ပျူတာပရိုဂရမ်မာတွေစင်းရဲကိုင်တွေစတဲ့လူတွေမှာဆိုရင်ဒီညာရေးထူးချွန်တာကိုတွေ့နိုင်ပါတယ် တတိယတစ်ခုကတော့အမြင်ပိုင်းဆိုင်ရာညံရည်ပဲဖြစ်ပါတယ်။သူဟာဆိုလို့ရှိရင်ပုံရိပ်တွေပြီးလို့ရှိရင်ကျတော့နေရာတွေနဲ့ပတ်သက်တဲ့နေရာကိုကောင်းစွာသဘောပေါက်နိုင်ပါတယ်။ဥတီယာကိုကောင်းစွာမှတ်သားထားနိုင်တယ်လို့မြေပုံတွေဇရားတွေအလွယ်တကူဆွဲနိုင်ပါတယ်ဖတ်နိုင်ပါတယ်။ပြီးလို့ရှိရင်တော့ပုံဆွဲတာတွေပကြီးရတာတွေဆက်တာတွေမှလည်းသူတို့ဟာဆိုလို့ရှိရင်လုတ်တက်ပါတယ်။ဒီညာရီကိုဘိသူကပညာရှင်တွေအမှုပညာရှင်တွေ graphic designer တွေလင်ရမှုတွေရေချောင်းပြတွေစတဲ့အသက်မွန်းမွန်းချောင်းလုပ်တဲ့သူတွေစီမှာတွေ့နိုင်ပါတယ်။ စတုထားတစ်ခုကတော့ဂီတဆိုင်ရာညံရည်ဖြစ်ပါတယ်။ဒီညံရည်ကတော့တန်စင်တွေစီးချက်တွေရဲ့အတန်ကိုကောင်းစွာခံစားနားလည်နိုင်တယ်၊တချင်းဆုံနိုင်တယ်၊သူရိတာတွေတိခတ်နိုင်တယ်၊ပြီးတော့အတန်တွေကိုအလွယ်တကူမှတ်သားနိုင်တာပဲဖြစ်ပါတယ်။ဂီတအမျိုးအစားတွေကိုခွဲခြားနိုင်တာပဲဖြစ်ပါတယ်။ဒီညံရည်ကိုတော့ဂီတဆရာတွေ၊တချင်းဆရာတွေ၊အဆိုတော်တွေ၊တိရိယာတိခတ်တဲ့သူတွေစတဲ့အသက်မွေးမ်းကြောင်းပြုလုပ်တဲ့သူတွေမှာတွေ့နိုင်ပါတယ်။ ပြင်ဆင်မှုတစ်ခုကတော့ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုညာရေးပဲဖြစ်ပါတယ်ခန္ဓာကိုယ်ကိုကျွမ်းကျင်စွာထိန်းချုပ်နိုင်တာလှုပ်ရှားမှုတွေကိုပိုင်လိုင်စွာကျွမ်းလှုပ်ဆောင်တာအားကစားအောင်နှက်တက်တာလက်မှုပညာမှာကျွမ်းကျင်တာဟန်ပန်အမှုရနဲ့အတွေးခေါ်တွေဖော်ပြနိုင်တာဆက်ရအားဆိုလို့ရှိရင်ဒီညာရေးအကြောင်းကိုပြောနေတာပဲဖြစ်ပါတယ်အားကစားသမားတွေခွဲစိတ်ဆရာဝန်တွေလက်မှုပညာရှင်တွေမင်းသားမင်းသမီးတွေစတဲ့အသက်မွေးမ်းကြောင်လှုပ်တဲ့သူတွေစီမှာဒီညာရေးကိုကောင်းစွာတွေ့နိုင်ပါတယ်ဆက်ထမတစ်ခုကတော့လူမှုရေးဆိုင်ရာညာရေးပဲဖြစ်ပါတယ် အခြားလူတွေရဲ့ခံစားချက်ရည်ရွယ်ချက်နဲ့စိတ်နေသဘောထားကိုနားလည်နိုင်တာလူများနဲ့ကောင်းမွန်စွာဆက်ဆံနိုင်တာအဖွဲ့အစည်းနဲ့လိုင်လုံးယူထွေလောက်ကနေတာခေါင်းဆောင်မှုအရေးချင်းရှိတာစာနာစိတ်ရှိတာစတာတွေဟာဆိုလို့ရှိရင်ဒီလူမှုဆက်ဆံရေးနှီးပညာရဲ့ဉာဏ်ရည်ရဲ့ဒစိတပိုင်းပဲဖြစ်ပါတယ်စိတ်ပညာရှင်တွေ၊ကျောင်းဆရာတွေ၊အယောင်သမားတွေ၊နိုင်ငံရေးသမားတွေ၊စတဲ့သူတွေစီမှာဒီဉာဏ်ရည်ရဲ့ကျွမ်းကျင်မှုတွေကိုတွေ့နိုင်ပါတယ်။ ကိုပိုင်နားလည်မှုဆိုင်ရာညံရင်ကတော့တသက်မမြောက်ညံရင်ပဲဖြစ်ပါတယ်ကိုယ့်ရဲ့ခံစားချက်တွေအတွေ့အမြင်တွေအတ္တချက်အားနည်းချက်တွေကိုကောင်းစွာသိရှိနားလည်တယ်ကိုယ့်ကိုယ်ပြန်လည်သုံးဆနိုင်တယ်တယောက်တည်းအေးအေးဆေးဆေးနေတာကိုနှစ်သက်တယ်ကိုပိုင်ပန်းတိုင်တွေရှိတယ်ဒါဆိုလို့ရှိရင်ဒီညံရင်ရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်စာရေးဆရာသတ္တနပညာရှင်စိတ်ပညာရှင်စတဲ့အလောက်ကင်လောက်တဲ့လူတွေမှာဆိုလို့ရှိရင်ဒီညံရင်ကိုတွေ့နိုင်ပါတယ် ။နောက်ဆုံးတစ်ခုကတော့သဘာဝဆိုင်ရာညာရေးပဲဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်ကိုစိတ်ဝင်စားတာအပင်နဲ့တိရစ္ဆာန်တွေသဘာဝဖြတ်စင်တွေကိုခွဲခြားသိမြင်နိုင်တာသဘာဝကိုလေ့လာဆွဆက်နိုင်တာသဘာဝနဲ့လက်လုံးရင်ချင်းနေထိုင်နေတာစတဲ့ဟာတွေကတော့ဒီညာရေးရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ဇီဝဗေဒပညာရှင်တွေသဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်တဲ့သူတွေတိရစ္ဆာန်လေ့လာတဲ့သူတွေဥယျာဉ်မှုတွေလယ်သမားတွေစတဲ့အသက်မွေးမ်းကြောင်းလုပ်တဲ့သူတွေမှာဆိုလို့ရှိရင်ဒီညာရေးအာသာချက်ကိုတွေ့နိုင်ပါတယ်။ ဒီမှာတော့အရေးကြီးတဲ့အချက်တွေပြပြပါဦးမယ်လူတိုင်းလူတိုင်းမှာဆိုလို့ရှိရင်ဒီညာရင်နဲ့ပတ်သက်ပြီးတော့အနည်းနဲ့အများပါဝင်ပါတယ်ညာရင်တစ်ခုချင်းစီရဲ့အာသာချက်အနည်းချက်တွေကလည်းမတူညီနိုင်ပါဘူးပြီးတော့ညာရင်တွေဟာဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်ဆက်ပြီးတော့အတူတူကလှုပ်ဆောင်ကြပါတယ်ပညာရေးနဲ့လေ့ကျင့်မှုတွေအတွေ့အခေါ်နဲ့ဆိုင်တဲ့ညာရင်တွေတိုးတက်ဖို့အတွက်လှုပ်ဆောင်နိုင်ပါတယ် မာတီဗယ် intelligence theory ကလူတယောက်ချင်းစီရဲ့ထူးခြားတဲ့သင်ယူမှုပုံစံနဲ့အာသာချက်တွေကိုအလေးထားတဲ့အတွက်ပညာရေးလောကမှာရောတခြားနယ်ပယ်တွေမှာရောအရေးပါတဲ့အခန့်ကဏ္ဍကလည်းပါဝင်နေပါတယ်။ကိုယ့်ရဲ့အာသာတဲ့ဉာဏ်ရည်ကိုသိရှိပြီးတော့အဲ့ဒီပုံမှာအခြေခံတဲ့လေ့လာမှုဆိုင်ရာနည်းလမ်းတွေကိုအသုံးပြုချင်အားဖြင့်ပုံမထိရောက်တဲ့သင်ကြားသင်ယူမှုလုပ်ငန်းတွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။